တန် e-sport တော့လက်ရှိမှာနည်းနည်းလေးတော့အမှတ်ပြန်လိုလာတဲ့အနေအထားမျိုးလို့ပြောရမယ်နော် direct playing ကိုသွားနေတယ်ဆိုရင်သူတို့အနေနဲ့အမှတ်လေးပြန်ပြီးတော့လိုလာတယ်ဆိုတော့ဒီပွဲမှာသူတို့အနေနဲ့အမှတ်ပြန်ရှာနိုင်မလားသူတို့ black twin သူတို့ရဲ့ဒီရာဒီကောင်းမှုနဲ့ရလက်တခုဖန်တီးသွားနိုင်မလား best of 3 series ရဲ့ game number 1မှာကျွန်တော်တို့စပြီးတော့အပြေရှာလိုက်ရအောင်ဗျာဟုတ်တယ်အမှန်တိုင်းပြောရရင်တော့နှစ်သိန်းလုံးကတော့တကယ်ကိုကျွန်တော်အမှတ်တွေလိုနေတဲ့အသိန်း PP ပဲဒီပွဲစဉ်မှာတော့ဘယ်အသိန်းကပိုပြီးတော့ယုံအောင်လဲဆိုတော့ကြည့်ရမယ် black twin ကတော့အမှန်တိုင်းပြောရရင်တော့ပိုပြီးတော့လိုအပ်တယ်ဗျာအဲ့တော့တစ်ဖက်ကနေလည်းခုန DY ပြောခဲ့သလိုမျိုး AI ဒီကျွန်တော် playing playoff day အတွက်ကတော့ screw up ဖြစ်ဖို့အတွက်ဆိုရင်တော့တို့အနေနဲ့ဒီအချိန်မှာ match point တွေကတော့ chain point ပေါက်ကိုတော့ take ကတော့လောက်ရမယ်အဲ့တော့ jangling pattern တွေ mid juro တွေရဲ့ jury တွေဒီ point ပြီးသွားရင်တော့ကျွန်တော် side lane flanking တွေကိုတော့ချက်ပြန်ပြီးကြည့်ရအောင်ပါတော့အားလေးက match ရကတော့ black သူရဲ့ဒီ signature လို့ပြောရမယ်ကျွန်တော်တို့ grow တွေရရပါတော့ grow တွေမသေးတာတို့ selina တို့ကတော့ black အကြိုက်ဆုံးသော hero တွေတွေမှာပါတယ်ဆိုတော့ဒီပွဲကတော့ aoe ဒီ grow faster တွဲလုံးဒီပြောရမယ်ဆိုရင်တော့တော်တော်လေးဒါတာတယ်ဗျာ jangling skirmish သွားတဲ့အပန်းလေးတွေကောင်းတယ်လင်းရဲ့ rotation ပါတွေမှာ high tempo rotation ပိုင်းလောက်တွေကိုတို့အနေနဲ့သွားပြီးတော့ utilize လုပ်လို့ရတဲ့အပန်းလေးတွေ ှာရှိတယ်အဲ့တော့ပြုံးမှာ join the backline ကို beast နဲ့ like ကြရမယ်ဆိုရင်တော့ ဘက်ကလန်နဲ့မှရှိနေခဲ့တဲ့ဟီးရိုးတွေတော်တော်များများကျွန်တော်တို့အရင်ကနေစရာထိုင်စရာရှိမှာတော့မဟုတ်ဘူးဗျာဒါမှမဟုတ်ရီဆန်ရှင်ဂျန်ကလာနေနဲ့ထွက်လာခဲ့တဲ့ခိုက်တွေမှာသူတို့ဒီ brace mine နောက်က agility ထပ်ပါလာခဲ့တဲ့ first pure blood တွေနဲ့ကင်ဆက်ဒီ goal လေးမှာ ruby ဆိုတော့တောင်တန်ကတော့ပြတ်မှာတော့မဟုတ်ဘူးဟုတ်တယ်တောင်တန်အောင်တော့မပြတ်တော့ဘူးဒါပေမဲ့ဘလက်သွန်းကအားလီတော်တော်အလုံးရှုံပါပဲသူတို့အနေနဲ့ damage လုံလောက်မှုအထွက်ကလည်းပြန်ပြီးတော့ထည့်သွင်းစဉ်းစားအောင်ပဲပြီးွားရင်လည်းအလီဒါကိုလည်းသူတို့ကတွားကြည့်ရအောင်ပဲအကဲဒါအလီဒါကိုဖိဖိစီစီမကြည့်နိုင်ခဲ့ဘူးဆိုရင်တော့ begin time အတွင်းမှာအလီဒါအနေနဲ့ combination ကြားလာပြီးတော့သူရဲ့ impact တွေအကုန်လုံးတော့ဒီဒီဘလက်သွန်းအနေနဲ့ကတော့ ကောင်းကောင်းယူတော့ခန်းစားလိမ့်မယ်ဒါပေမဲ့ Justin နဲ့ Yo Yo Landon Flair နဲ့ကျွန်တော် Figure Fit Break ဆိုတဲ့ Millie Stanley တွေတွားပြီးတော့ရှိနေတယ်ဆိုတဲ့အတွက်ကြောင့်တစ်ဖက်က AI နေနဲ့ Barrier Strike ကလည်းတသက်ရက်လေးတင်မရမယ်ဗျအဲ့ချက်တစ်ခုကလည်းကျွန်တော်တို့မိထားလို့တော့မရအောင်ကြာနော် Hero Power အရာတာတယ် Objective Setup ဘိုင်းနေရတာတယ်ဆိုပေမဲ့ Spectre Justin လွဲချော်မှုတွေအမားလေးရှိမယ်ဆိုရင်တော့ ဒါဟာကျွန်တော်တို့ထင်မှတ်ထားတဲ့အခြေအနေမျိုးနဲ့လည်းပြန်ပြီးတော့ကြုံတွေ့ရနိုင်ပြီပြဗျာဒါအောင်တော့မေထားလို့တော့မရဘူးเนาะကျွန်တော်အမှတော့ယူရီတစ်ဖက်ကလည်းမက်စီလိုက်ပါလာခဲ့တဲ့ခဏတခုနောက်မှလည်းသူ back line control ပိုင်းမှာလည်း beast control လေးယူရီပြန်ကောက်ဖို့တော့များနေတယ် view view ရှိမှာယူရီထပ်ရတယ်လို့ကျွန်တော်ကလည်း beast ကမှ justin နဲ့ flake ကထပ်ပြီး back line ထဲမှာလည်း mount shot ကထပ်ပြီးတော့ခဲ့ပြီ air strike အောင်မှာ pay 7 in the first blood ထပ်အဆုံးသတ်ပြီးထားလိုက်ပါပြီ။ဒါတော့မှ PA7 အနေနဲ့ better combination လာလေးက trolling တော့ကြောက်ရတယ်ဆိုတော့ Messi ကတော့ပြေးပြီးတော့ A နေပြီ။ Arnold H ဘက်ကနေပြီး left flare ပြေးလိုက်ကြတယ်။အင်းလွင်ပြန်လှည့်ပြီးတော့ပဲပြေးလိုက်ရသေးတယ်ဗျ။ဒါပေမဲ့လည်းသူတို့အနေနဲ့ Messi တယောက်ကိုတော့ပြန်လှည့်ပြီးတော့ရလိုက်ပါသေးတယ်။ World Tour လေးနဲ့ပဲပြန်ထွေးခဲ့တဲ့ခိုက်တည်းမှာတော့တတရခဲ့တဲ့ AI Esports နောက်ကက်မှာတော့ကျွန်တော်တို့ 1K Go Leader Nivalo တို့ကိုတော့စပြီးတော့ဥဆောင်ထားရတယ်ပေါ့နော်။အပေါ်မှာတော့ Elita အနေနဲ့ ဒေဗလင်းလေးပါလေသူပြန်ပြီးတော့သွားချင်တဲ့အပိုင်းလေးတွေရှိတယ် broken wall ဖြစ်နေရဆိုတော့ silent နေရဒီဒေဗလင်းသွားရတဲ့အပိုင်းတွေမှာနည်းနည်းလေးတော့ပြဿနာတော့ရှိတယ်ပေါ့နော် expanded river နဲ့ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့ကောင်းတယ်ပေါ့လေသို့တော့ dia ဆိုလို့ရှိရင်တော့ fighter golden ဖြစ်တဲ့ blood throne အတွက်အများကြီးတော့ပို့ကောင်းတဲ့ advantage တွေရနိုင်တယ်ဆိုတော့ granja ဒေဗလင်းသွားတဲ့ချက်တစ်ခုကတော့မဆိုးဘူးဗျ elita ရဲ့ golden time ကို ai က ပုံမှန်ချိန်တက်ပို့ပြီးတော့စောစောရောက်လာအောင်မျောလင့်နေတဲ့သဘောပဲဟုတ်တယ်သူလားအာလီဂိမ်းပတဲကွန်ဘိုင်နေးရှင်းစောစီကြားနိုင်မယ်ဆိုရင်တော့ဘလက်ဒွန်တွက်ကောတာအဟန်တာအကြီးပဲဗျဒီအချမ်းဆုံးကိုတော့ကျွန်တော်သွားပြီးတော့ကြီးရမယ်လောစပရီတီရှင်တွေကတော့တခုတည်းပြရင်တော့ရရတယ်ပေါ့နော်တစိုက်တည်းပဲနော်ကျွန်တော်၄ရောက်ပေါင်းပြီးတော့ကျွန်တော်ဂျက်လက်တခုတည်းကိုခံမှန်းထားတယ်ဆိုတဲ့အနေထားမျိုးလေးမှာတော့ရှိတယ်ဗျနော်ရှောင်းပေါင်းတော့သူဘလက်ဒွန်ကိုခံမှန်းခဲ့သလားမသိဘူးကျွန်တော်ပန်နစရှင်မှာအရင်ကြီးတော့မကြည့်လိုက်ရဘူးဗျာကျွန်တော်အော်မလဖစ်ကရက်ပြပြီးတော့ပြေးခြင်းနဲ့နောက်မှလည်းကျွန်တော်အေးလွန်ရဲ့တစ်ဖက်က Ionic HD မှာ Messi နေနေရတော့လက်ဘူးဆိုတော့ အဲဒီမိတ်တိုင်မရှိရင်တော့သူ့အနေနဲ့အများကြီးပြန်သွားလို့ရတယ်ပေါ့နော်နောက်ပိုင်းကတော့ဘလက်သွင်းရဲ့ front line ဒီ mat open ပေးတဲ့အပိုင်းကိုလည်းကျွန်တော်တို့ကမိထားလို့မရဘူးဗျာယူနက်စီရဲ့ဒီ6မိနစ်တိုင်မီနီမှာပဒန်းရဲ့ pick off တွေနဲ့ပေါင်းမယ်ဆိုရင်တော့ back line နဲ့ leader စီကိုအများကြီးရောက်နိုင်တယ်ပြောရအောင် leader အနေနဲ့ first priority ကိုစိုင်းပြီးရစားအရင်သွားထားတဲ့ပုံစံလေးကိုသိရတယ်ဆိုတော့ leader အနေနဲ့ early gain တာ hero kill လေးရွာခဲ့မယ် stack data ရွာခဲ့မယ်ဆိုရင်တော့မလွယ်ဘူးဗျာဘလက်သွင်းအနေနဲ့အဲ့တော့ဒီအချိန်မှာဘလက်သွင်းတီလေအင်းကြီးရှိရှိကိုကစားနေတယ်သူတို့အနေနဲ့တစ်ဖက်ကနေပြီးတော့ grow faster ဆိုရင် major ကိုအရင်သွားပြီးတော့မဆောက်ဘူးဗျာ ေချာတယ်ဆိုတော့ objective 5တွေမှာပဲပြန်ပြီးတော့ပဲတဲမယ်ဆိုတော့ကျွန်တော်ဒီ EXP matchup လေးကိုသွားပြီးတော့စောင့်ကြည့်ရမယ် ဲ SB matchup ကြီးကတော့တစ်ဖက်ကလည်း UNS ရောလပူရောကျွန်တော်တို့ဒါကိုစီကိုစီပြန်လာဖို့ကြိုးစားမလားဗောနော် River ကတော့သူ့အနေနဲ့ပြီးတော့ပြီးကန်ပြီးတော့ဖြစ်သွားပြီဒါမှမဟုတ်ပဲလပူမှာတော့ enemy skill မရှိတော့ဘူးဗျာဆိုတော့ objective 5ကိုလပူလာဖို့ဆိုတာမျိုးထက် lane matchup မှာဘိုးရှိလေးခွာဖို့နည်းနည်းလေးပို့ပြီးတော့ focus ထားတဲ့သဘောပဲဒီချက်မှာလည်း black zone အနေနဲ့ကောင်းကောင်းကြီးသွားပြီးတော့တည်နေတယ်ဒါမှမဟုတ်ပဲလပူတီသူ့ရဲ့ enemy skill timing ရ Messi လာပြီးတော့ join မယ်ဆိုလို့ရှိရင်လည်း join လို့တော့ရတယ်ဗောနော်အဓိကတော့လပူကိုနည်းနည်းလေးအယောင်ပြပြီးတော့ back line control သွားတဲ့အပိုင်းအနေမှာ grog ရဲ့ဒီ tetronic charge နဲ့သွားမယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကရည်စံရှင်းကိုအများကြီး pressure ပေးလို့တော့ရနိုင်တယ်သူအနေနဲ့ အဲ့လိုနည်းနည်း in view ပြီးွားပြီဆိုတဲ့အချိန်ကြာလို့ရှိရင် air strike ကလည်းနောက်ကနေထပ်ပါမယ်ဆိုတော့တောင်းတောင်းမှာ better setup အရာတော့ black thorn နည်းနည်းရှင်နိုင်ဖို့တော့ခက်တယ်ဗျာဟုတ်တယ်အားဒီ match အပြင်ကတော့ chain တွေပေါ့သီးစလာကြီးကိုပဲကျွန်တော် 2G ရဲ့ damage လောက်ကိုပဲ black thorn အနေနဲ့တော့ခံမှန်းထားလို့ရမှာပဲဒါပေမဲ့လည်းပဲ throw back မှာတော့ crowd control တွေတော်တော်လေးကိုအားရစရာတော့ကောင်းတယ်ကျန်ပြီးတော့ messi initiate ထားတာတော့လည်းလေးကိုစောထားသေးရဲ့ဆိုပေမဲ့ဒါနဲ့ objective dance လေးတစ်ခုမှာ 2G အလီဒါအောင်တော့ကွာတွေ့နေပြီဒီဘက်ကလည်း back line control ban တွေပဲသူ့နေတော့ shot ကထက်ကင်လာခဲ့ခဏ oh finish run up down two man မောင် shot ကလည်း elite တက်ပြီးတော့ down တော့ freezer ပြေကုန်တဲ့ back line နဲ့ friend နဲ့ နှုတ်ထားခဲ့တဲ့ခိုင်တာတစ်ခုမှာတစ်ဖက်ကလည်း PA7 အနေနဲ့ရှယ်နောက်ကပြန်ပြေးသားခဲ့တဲ့ airstrike ပြန်ပြီးတော့ရှိတဲ့ peace control မှာ 2v1 ယိုယိုနဲ့ stay alive တထရိုနဲ့ charge ဘာဒီဖြစ်နေတဲ့ဖက်က black ပြန်ပြေးခဲ့မှာ dash ဒီအောင်မအေးလို့တတ်ကြိုက်ထားခဲ့တဲ့ခိုင်တာတစ်ခုမှာ justice ပြန်လွတ်ထားရတယ်ပဲဒီ one man down နဲ့ tartar ကိုတော့ black thorn ထပ်ပြီးတော့သိမ်းပိုက်ထားပါဦးမယ်ဒီက black thorn ရဲ့စိတ်ရှိလိုက်တဲ့အချက်လေးတစ်ချက်ကတော့တော်လေးကိုတော့စကားပြောသွားတာဗျတိုဂျီစောကြီးတွေကတွေ့တယ်ဒါပေမဲ့သူ့အနေနဲ့တစ်ဖက်ကနေပြန် justice flan တော့ပဲအရင်ဆုံးသွားပြီးတော့စောင့်နေတဲ့အချက်လေးဒီအချက်လေးကတော့တော်တော်လေးကိုတော့အဆင်ပြေသွားပြီအလီဒါအနေနဲ့တစ်ခါ down လာတဲ့အချက်ကကြတော့ black thorn တွက်ကော တော်လေးကိုကြီကောင်းနေပြန်နောက်ပိုင်းကျရင်တော့အလီဒါကိုကောင်းကောင်း pressure ပေးနိုင်ခဲ့မယ်ဆိုရင် AI ရဲ့ early impact တွေကအများကြီးတော့ short ရှားနိုင်နေမယ်လို့ထင်တယ်ဗျာ face crane သွားတဲ့ဒီနည်းနည်း surprise pick up ဘိုင်းလေးဒီမှာ AI စပွဲ back line နေတယ်ပြောလို့တော့မဆုံးလိုက်ဘူးကြာနော် map open ပြီးတဲ့ဘိုင်းမှာ button light ပါလာမယ်ဆိုရင်တော့ back line ကိုရောက်နိုင်တယ်ဒီချိန်တွေမှာဒီ target fight မှာပဲ black 3က deep potential ကိုကောင်းကောင်းကြီးပြခဲ့တဲ့အနေထားမျိုးပဲဆိုတော့ grow barricade လေးဆက်ပြီးတော့ပြေးထားတယ် ်မိုက်ဒီဆွင်းကင်ပြီးတော့တောက်လျှောက်မအိုးပန်းနေဆိုရင်တော့မရက်ဖယ်ယလာတို့ UNS တို့လို hero တွေကသူတို့ရဲ့ဒီပုတ်သွားခဲ့တဲ့ magical effect လေးတွေနဲ့ဒီ grow ရဲ့ movement speed ကိုကောင်းကောင်းပြန်ပြီးတော့ထိမ့်မိနိုင်တဲ့အခြေအနေပြပြောရရင်တော့ black eye grow ဒီ mag control ban တွေမှာအတော်လေးကောင်းတယ် background လည်းသူပြန်ပြီးတော့ထိမ့်မိလို့ရတယ်သို့တော့နောက်ပိုင်းပွဲချိန်ကြာလာရင်တော့ဒီ UNS ရဲ့ control အောက်မှာသူပြန်ကြောက်လို့ရှိလိမ့်မယ်ပြဒါဆိုရင်တော့လဘူလဘူအနေနဲ့ background ကိုသူအနေနဲ့မရောက်ရအောင်ပြန်သွားနိုင်မှာတော့ဖြစ်လိမ့်မယ် rotation လေးတွေကိုသွားပြီးတော့ကြည့်မယ်ဆိုရင်တော့ A ရင်းဒီ battle combination လိုက်ပြီးတော့တစ်ခါ 2G ကိုတော့ famous space လေးတွေကိုတော့ silent လေးကိုသွားပြီးပြန်ပုတ်ပေးထားရပေါ့နော်ဒီချက်ကတော့ AI ဒီအချိန်မှာတော့ AI အနေနဲ့သူတို့ leader ကိုတော့တောက်လျှောက်လိုက်ကြည့်ပြီးတော့ tower တရားကိုတော့သွားပြီးရှိသွားပြီဆိုတော့ off fan ပြန်ပြီးပါသွားခဲ့ပြီ leader ရောက်အောင်ရုံးထွက်ထားသေးတယ်။ black sheet ရဲ့ဆိုတဲ့အချက်နည်းနည်းလေးတော့ comfort ဖြစ်နေသေးရဲ့ဗျာ။ အဓိကကတော့ကျွန်တော်နည်းနည်းပြန်ပြီးတော့ကြည့်မယ်ဆိုရင် sustain buy ကတော့တို့အနေနဲ့ first wave blood တွေကိုကိုကိုကြီးပါလာတယ်ပေါ့လေနော်ဒါတစ်ဖက်ကလည်းအဲ grandja နေနဲ့အရင်ကတော့ပြန်စီရသိမ့်မလို့တဲ့အနေထားမျိုးလေးတော့ရှိတယ်ဒါမှလည်းပဲနောက်ပိုင်းက wide edge time ပြီးလာခဲ့ ruby of fantasy အောက်မှာသူအရင်ကတော့ရုံထွက်လို့သိမ့်မရသေးဘူးဗျာဆိုတော့ alien နဲ့ဆက်ပြီးတော့ lane camp ထားဖို့ကြိုးစားနေခဲ့တဲ့အခက်တက်ခုမှာအောက်မှာလည်း justic yuria time ကိုပြန်သွားပြီးတော့ကြည့်နေတယ်အောက်မှာ labour ပေါ်တယ်ဆိုတော့တို့အနေနဲ့ပေါ်လာမှာ 3v3 ပြန်သွား trade charge တွေ for the extra အောက်မှာ alien သူအနေနဲ့ဒါ regeneration buy ကတော့အရင်ပြတ်မှာတော့မဟုတ်ဘူးဗျာ singer dog pick ကတော့ပါမလို့ yuri back လောက်သူအနေနဲ့ piece control နဲ့ matron channel ပြီးခဲ့ damage တော့မ alien ်တန်းချရပြတမက PC အမအလီဒါနဲ့ stay alive လူမျိုးနေစားခိုင်တဲ့ခုမှာ double kill နဲ့ yori နောက်လာ bigo don't raw who kill ရေကိစားရ ruby ပြန်ပေးခိုင်မှာ mighty swing တော့ shot ထပ်ပေးနေခဲ့ 3v1 နဲ့အမတော့ yori ထပ်ပြီးတော့ black ရဲ့အဆုံးသတ်ချက်တွေအောက်မှာတော့အဆုံးသတ်ပေးထားတာ3 man down ထပ်ပြီးတော့ဖြစ်သွားခဲ့တယ်ဗျာဒီ battle ကိုပြန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင် black thorn အနေနဲ့ battle a stand ဖြစ်သွားတဲ့ပုံစံမျိုးလေးဗျာ black ကတောက်လျှောက် leader ကိုလိုက်ပြီးတော့ကာပေးထားတယ်ဆိုတဲ့အချိန်မှာအချိန်တော်တော်လေးလောက်သွားခဲ့တယ်အဲ့တော့ပြန်ပြီးတော့ yuri အနေနဲ့ blind ရောက်လာခဲ့တဲ့အချိန်မှာအချာရှုံးများသွားတာ black thorn ဖြစ်သွားတယ်ဗျာအဲ့တော့ target objective ဒီချိန်မှာ ai e sport ထပ်ပြီးပိုင်ဆိုင်ရဖို့အတွက်ကတော့များနေပါပြီ နော်နောက် gap ကလည်းကျွန်တော်တို့ဒါ 3k ဒီဘက်လောက်ထိကိုပြန်သွားရှိမှအလီထားမျိုးလေးတော့ဖြစ်လာတယ်ဗျာအဓိကကျွန်တော်တို့ Granger Golden Timely နဲ့နောက်ပိုင်း Yuri ရဲ့ Electrifying Beast Combo လေးကိုပြန်ပြီးတော့ကောင်းလာခဲ့တဲ့အခြေအနေမျိုးဒီ timing နေမှာတော့သူ backline comfort like ကမယ်ဆိုလို့ရှိရင် Black Thorn အနေနဲ့တော်တော်ခံနိုင်မှာတော့မဟုတ်ဘူးဗျာ backline မှာတော့ AC comfort နေရာမှာ hero ရဲ့လို့ကျွန်တော်တို့လက်လောက်လာပြောလို့တော့သိမရဘူး Revolution အားလုံးဟာ stability ကတော့ကောင်းတယ်ဒါပေမဲ့တကယ်တကယ် like ကတဲ့အချိန်မှာလည်းသူတို့နေတဲ့3 man down လို့ပြန်ပေးရတယ်ပေါ့နော်ဆိုတော့ black land of flare နဲ့သွားပြီးပေးနေလဲဘာမှတော့သိမထူးဘူးဗျ single target stand ပါမလာခဲ့ဦးဆိုတဲ့ခက်တဲ့တခုမှာတော့ဒီ grow ဖြတ်ဖို့တော့ကျွန်တော်တို့ကဝေးกว่าနေစေပဲပါမလာပိုင်ဒီဆိုရင်ချက်ပြီးရခဲ့တဲ့ခက်တဲ့မှာတော့အေးလွင်ရပြီးတော့ရှိနေစေပဲဆိုပေမဲ့ဘာမှတော့မထူးသေးပါဘူး just tip ပါလာပြီးတော့ join me အဓိကအလီဒါကိုပဲသူတို့အနေနဲ့ attention ရအောင်တောက်လျှောက်ကိုထားနေရဗျာအလီဒါရဲ့ golden time တွေမပေးကြုံဆိုတဲ့သဘောတရားလေး messy flick ကတော့ saucy ပေးလိုက်ရပြီတစ်ဖက်မှာလည်းအေးလွင်အနေနဲ့ spare gas လေးတွေတော့သုံးလာတဲ့ကြားထဲမှာတော့ကော်လီတို့ဆင်တော့ပြေနေပြီဆိုတော့တတော်ချက်ချက်ပြီးတော့ပေးထားသေးတယ် black အရင်ကတော့ခေါင်းတို့တော့အဆင်မပြေသေးဘူးဆိုတဲ့ကြားထဲမှာ AI အနေနဲ့ကတော့ပေါင်လေးတွေပြန်ပြီးတည်ထားပါသေးရဗျာအဓိကနောက်ပိုင်းကျွန်တော်တို့ဒါ front line က black Tech တောက်ချောက် Tectonic Chest တွေသွားတဲ့အချိန်မှာ Barricade နဲ့သူပြန်တွဲသွားလို့ရတယ်။နောက်မှလည်း Phase 7 Power Spice တို့ဖြစ်နေရပါတော့။ Holy Crystal ရဲ့နောက်ပိုင်း Tower တော့လည်းဘုမညာ Timing ပြောနေကြတဲ့ Character တစ်ခုပါ။တစ်ဖက်က Phase 7 Only ပဲပြန်ချိနေနေပဲပြန်ချခဲ့တဲ့ Character တစ်ခုနောက်မှလည်းသူ့အကြီးတစ်ဖက်ကလည်းပြန်ပေး Register နဲ့ Last Shake က Beast တွေအောက်မှာ Messi သူ့ကြီး 1v1 ပြန်ထွက်ခဲ့တဲ့ Character တစ်ခုမှာတစ်ဖက်ကလည်း Barricade Black ပြန်ပေးတော့ရပြား Last Shake ကလည်း Stand နဲ့မှာ Two Man လေးပဲ 3v1 တောက်ချောက် Kaiser Only ကို Line မီးခဲ့တဲ့ Character မှာ Offending ထပ်ပြီးတော့ပါလာသေးတယ်။နောက်မှလည်း Yu Yu Lenovo Flare နဲ့ကန်ရောက်တော့ကျူးစားနေကြတဲ့ Character တစ်ခုမှာ Black တကောင်ပါလိုက်ပြီးတော့သူတို့နဲ့ပြန်ပြီးတော့ Trade ချင်တဲ့ Mighty Swing တစ်ဖက်က နဲ့တောက်ချောက်စလို့အင်းဝင်အင်းလို့လာပြီးတော့ထိန်းယူယူအနေနဲ့ပြန်ချခဲ့တဲ့ခါတည်းမှာ black လွမြောက်နေနေပဲ over extending but the bar နေမှာ melee ရဲ့ first star ကို ai ချက်ပြီးတော့သိမ့်ပိုက်ထားပါဦးမယ်လက်သုံးချက်ပြင်းနဲ့တွင်ပြီးတော့ကြီးရမယ်ဆိုရင်တော့တို့အနေနဲ့ over extending နေတောက်ချောက်စလို့များလာတယ်ဆိုတော့ yuri ချက်ပြင်းမှာ level 5 piece ပေးတာအချက်မှ case ရောက်လို့ရုံးထွက်ထားနေတယ်အေးလွေအနေနဲ့ damage တိတ်ကန်နေကောင်းကောင်းကြီးလှုပ်ထားတဲ့ဂျားထဲမှာတော့ black thorn အနေနဲ့ဒီ3 man ပါကျန်တော့ကျန်နေပါသေးတယ် black ရဲ့ grow တကောင်သွားပြီးတော့ပေးခဲ့တဲ့သူရဲ့ over extending ဘက်ရီကတော်တော်လေးတော့စိုးသွားသွားတယ်လို့ကျွန်တော်တို့ပြောရမယ်ပေါ့နော် ai sport ဒီ chat ကိုကောင်းကောင်းကြီးပြန်ပြီးတော့ overage တနေ့ဘတ်တယ်လောက်ခဲ့တယ် advantage လည်းရရပြာမလင်းရဲ့ tower advantage နဲ့ဒီ map control အတွက်အရေးပါနေခဲ့တဲ့ first star ကလည်းပေးလိုက်ရတယ်ဆိုတော့ black thorn အနေနဲ့ဒီ lock တော့ပြီးတော့5ဟိုကနည်းနည်းလေးမျောလင်းချမဲ့သွားတဲ့အနေအထားမျိုးလေးတော့ပြောရမယ်အေးလွေဒီ map open ပေးတာပန်းလေးကောင်းတယ်5 in 1လေးဖြတ်ဖို့များနေခဲ့တဲ့ခက်တော့ဒီမှာတစ်ဖက်ကလည်း messy နဲ့ base control နောက်နဲ့ backline control နဲ့ charge ဒီအမ messy တောက်ရှောက်အေးလွေ ပြင်းဝင်လို့တော့မရတော့ဘူးဗျတမ်းပြီးတော့ပြတ်သွားပြီတေချာတဲ့အရာတစ်ခုပဲ AI အနေနဲ့သွားပြီးတော့တဲထားတယ် platform format ပါဒီအချိန်မှာတော့ Toji အနေနဲ့အောက်ကိုပဲ lane sprint လုံးလိုက်တာတော့ပို့ပြီးတော့ကောင်းလိမ့်မယ်လို့ decision တော့သွားပြီးချထားခဲ့တယ်ပေါ့နော် AI အနေနဲ့လည်း log ကိုတော့အရင်တော့ invade တော့မလုပ်သေးဘူးတစ်ဖက်ကနေပြီးတော့နည်းနည်းလေးကျွန်လာမယ်ဆိုတော့ဒါ justice ဖြစ်ဖြစ်ရိုးရိုးဖြစ်ဖြစ်ကိုတော့သွားပြီးတော့စောင့်နေတဲ့ပုံစံမျိုးလေးဗျာ ရန်ကလာအောက်မပြရတဲ့ချက်တခုကကျွန်တော်တို့အရန်ကြီးတော့မကောင်းဘူးနော်။လောကနဲ့သူတို့တာဝန်နဲ့ပြန် trade တယ်ဆိုရင်ပုံစံမျိုးလေးတော့တစ်ဖက်က AI Esports ကိုနည်းနည်းလေးပေးလိုက်ရတဲ့သဘောပဲဗျာ။အဲ့တော့ဒီလောတော့စပြီးတော့ပေးရတော့မယ်။မရရင်ရတခုကိုသွားပြီးတော့ခေါင်းမှာနဲ့ဆက်မတိုးတာတော့ပို့ပြီးတော့ကောင်းတဲ့ beast ကျမှ you only ကို like ရတဲ့ 1v1 လေးပဲ။ Yushin လည်း no flan လေး Vegon Crispy ကိုလည်းတပေးတာကလည်းခက်တယ်မလို့ you you ပြန်လွတ်ခဲ့ရဆိုပေမဲ့နောက်ပိုင်းတော့ဒီ Yuri ရဲ့ down shot beast တွေ like ရနေတဲ့ကြောင်းကဘယ်သူထိန်းကြမလဲပေါ့လေ။ Black 3ရဲ့ back line မှာတော့နည်းနည်းလေးပြန်ပြီးတော့ ပြဿနာတစ်ခုရှိလာခဲ့တဲ့အနေအထားမျိုးလို့ပြောရမယ်။ပဒန်းလည်းပြီးခဲ့တဲ့အာလီဂင်မိနစ်ပိုင်းကျတော့ပစ်ကော့ဖ်တွေသွားလို့မရတဲ့အခိုက်အတန့်မှာတော့ ม็กกอนทรีดาวิชเอาเบลี่ยนตัวเปลี่ยนวิวส่งช่วน์แต่ฟิชเชอร์ยงเนเอสไรแบ็กแลนด์วิสบังเวียนแทนในการเอาแดมเมจดีออกมาคีเซนในสตีลไลฟ์ดูมีอย่างดีจะเป็นตัวกันเลยเอ็นด้ยาวิชเอาแบ็กแลนด์ดูดีกันได้แค่เดินคุณมาดาวิชเอาสุดลุ่มเลบ5วันที่มาตัววิโรจ้างในน้องกันในวันฟุ้งวันเปลี่ยนไปท้าวุ่นมีอย่างด้วยเปล่าบีเซเว่ลองริชที่เปลี่ยนวิวย่างในแค่เดินคุณตัวนี้เนี่ยดีโลเดฟเฟอร์มูดก็คงย่างเลยแต่มาปีกูดาวชเอายูรีบีซีเอามายูยูด้วยกนมาทบบวิวเต็ไปท้าวสิเลยโอ้เจสตี้กูมาไล่วเ์พีไอทเช็นีจิ้าเลยีว่ย 悠悠威嘛，侬悠悠也照上手的路悠悠，来比个技巧啦，懂啊？滴滴有技巧威啊！Okay，我 F3 的偏系列给他开点比嘛，每个系列咯，就让老铁们瞬间理解。兄弟们注意啊！第八、哎 okay, 个呢是关于你的武器呢，注意，每个大位有系列，比如呢比啊比较皮塔的，阿里达布比较 boss，迈着比较拉的，侬、no. physical rounded 嘛，四百分，特别比较暴米米的，注意啊！四百，特别比较皮多啊，给他开点毛咯，因为呢是耶，regeneration 版里面的呢比啊比较特别的，那罗系列咯，没事噶，特别比较皮塔的，其实用他不多，因为很多呢差不多特别比较暴米米的。 သူ့အနေနဲ့လုံးဝဟိုပဲဒါထွက်ဖို့တော့ကောင်းမဖြစ်နိုင်တော့ဘူးဗျာအဲ့တော့စေဆက်မရှိတော့တဲ့ high ground penalty တခုဒီအချိန်မှာ offensive ဘာတွေနဲ့ပဲ counter attack တွေဘာတွေပြန်လို့တော့မရဘူးဆိုပေမဲ့လို့ Aloy အနေနဲ့ front line ထဲမှာကောင်းကောင်းကြီးတည်ထားနိုင်မလား just take ရဲ့ဒါ fake fake ကိုလည်းပြန်ပြီးတော့ကြည့်ရအောင်မယ်ထပ်ပြီးတော့ Messi အင်းနာရဲ့ခြေထောက်မှာတိုးကြည့်ရအောင်တော့ရုံးထွက်ထားပြီးသေးတယ်ဗျာဘက်ကနေလည်း PA7 air strike ချထားပြီးတဲ့ခြေထောက်မှာ black zone blow မှာတော့ရှေ့တိုးလို့တော့မရသေးဘူး spare တွေမရှိတော့ဘူးတစ်ဖက်က Yuri electric back piece in the back line control လေးစီးနေတဲ့ပြေးတိုင်းမှာတော့ Yuri နော်အဓိကတော့ကျွန်တော် spare တွေကိုကောင်းကောင်းကြီးသူတို့နဲ့လက်ပူတို့နောက်ကပါလာခဲ့တဲ့ far sauri ရဲ့ long range တွေနဲ့တကောင်းကောင်းကြီးတိုးတာ တယ်စပယ်မရှိတော့သူ့အတိုင်းပဲတခုမှ Yuri ရဲ့ Electrifying Beast နဲ့ Backline ဝင်ကတယ်ပေါ့လေဒီချင်းတွေကိုတောက်စီဖို့ကတော့ Blood Thorn အတော်လို့အားနဲ့နေခဲ့တဲ့အနေအထားမျိုးလို့ပြောရမယ်ဗျာအားလို့ Mega Game အချက်ပါအနေမှာ Chushin ရဲ့ဒီ Crimson Beacon နဲ့ Lennox Flare လေးနဲ့သူတို့ကောင်းကောင်းပြန်ပြီးတော့ Against လုပ်ပြီးနိုင်ခဲ့တဲ့အပန်းလေးတော့ရှိတယ်ဒါပေမဲ့ Messi ကပြောရရင်တော့သူ့အနေနဲ့နောက်ပိုင်းဒီ Labu ရဲ့ Previous Fighter တိုင်ပင်ရတဲ့အချိန်ထဲမှာတောက်ရောက်တုံးတာဗျာတောင်းတောင်းကတော့ Labu ရိုက်တဲ့ Spare Fan ပြည့်တဲ့ Damage ကိုခံစားနိုင်မှာတော့မဟုတ်ဘူး AI အနေနဲ့ရောဒီအချိန်မှာတခဲအကောင်းနေရလို့ပဲပြောရမယ်ပေါ့နော်ကျွန်တော်တို့တစ်ဖက်ကနေတော့ဘလက်တော်အနေနဲ့ဒီလိုမျိုးအခြေအနေအနေထားတစ်ခုကိုတော့တို့ဘယ်လိုမျိုး turning point လေးပြန်ရှာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပြီခုနအာလီတဲ့ဟိုက damage မလုံလောက်တဲ့ပြဿနာပေါ့နော်အခုလေကိန်းအထိပါပြဿနာတော့တက်နေတော့မယ်တိုဂျီရှီကနေပြီးတော့ damage လေးညှော်မှန်းရမယ်ရိုးရိုးအနေနဲ့ရော sky pie ဆိုင်ဘာကြီးပါထပ်ပြီးတော့ join ထားတဲ့ glowing one နဲ့ဆိုတော့တစ်ဖက်က messi တို့ black တို့ကိုဖြည့်ရှင်းနိုင်အောင်ဖြည့်ရှင်းလိုက်မယ်ဆိုရင်ယူရီရဲ့တောက်ချောက်ကိုရိုးရိုးကိုကြည့်နေတယ်ခုနပြောသလိုပဲ yuri for yuri ကဲဒီမှာလဲကျွန်တော်တို့ဒါ backline သွားတဲ့အပန်းလေးရှိရဆိုပြီးမယ်။ Messi ရဲ့ spare pan ကနေနောက်ကပါလာဦးမယ်။ နောက်လျှောက်ဒီ last tip ban ကိုသူတို့နေဘယ်လိုပြန်တားအောင်လဲ dominant edge တွေပါလဲကျွန်တော်တို့ရန်ယူတော့မတွေ့ရသေးဘူးပေါ့နော်ဒါပေမဲ့လည်းလဘူတကောင်နဲ့အတွက်ကလည်းသူတို့အနေနဲ့ဒီ priority item တစ်ခုသွားဖို့ကလည်း blood throne အတွက်နည်းနည်းခက်တဲ့အနေအထားမျိုးလို့ပြောရမှာဗျာလက်ရှိမှာ pure masman အနေနဲ့ 2G ရဲ့ reason ရှင်းပါလာသေးရဆိုပေမဲ့သူဒီနည်းနည်းလေး military တော်ဆန်တဲ့ hero မျိုးလို့ပြောရမယ်နောက်လျှောက် dive ရမယ် objective ban အနေမှာသူရဲ့ဒီ legacy mount sugar ban ညာပြီးသွားရဆိုလို့ရှိရင်တော့လုံးနိုင်စွမ်းကနည်းနည်းလေးတော့နည်းရတယ်ဗျာဘနာရီဘက်ဖြစ်သွားခဲ့တဲ့ second minute punch ရတွေမှာ yuri ရဲ့ lurifying beast တွေရတော့မှာပို့ပြီးတော့ အဆင်ပြေတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ကျွန်တော်တို့သွားတွေ့ရမယ်ဆိုတော့လက်ပူနဲ့ဂရော့နဲ့နောက်က ఫా စာဒီတွဲလုံးတွေဟာ စပယ်ကတ်စတင်တောင်းနိုင်တောင်းနေတဲ့လောက်တစ်ဖက်ကဒီယူရီလိုက်ပြီးတော့ beast ဝင်ကားရတဲ့အပိုင်းလေးတွေကကောင်းသွားတယ်ပေါ့နော်ဘတ်တိုင်းမှာတော့ AI Esports ကြီးနဲ့ကျွန်တော်အဲ့လိုမျိုး tactics တစ်ခုပဲတွေးရတယ်အရင်ကတော့ပြင်ဆင်စားစရာသူတို့အနေနဲ့တိတ်မလို့တဲ့အခြေအနေပြဒီချက်မှလည်းစင်ကာတာက pick off ဒီပါမလာမဲနဲ့ Mike Christian အနေငယ်နဲ့ရှေ့ဆက်နေခဲ့တဲ့ Blackton ပွဲအကြလေးလေးပို့ပြီးတော့သူတို့အနေနဲ့အထီးခိုက်ကတော့များလေးလေးဖြစ်လာမှာပဲ Justice ကတော့ပို့ပြီးတော့အလုပ်တွေတော့များလာလိမ့်မယ်ပေါ့နော်တစ်ဖက်ကနေရိုးရိုးဖြစ်ဖြစ်တူကြီးဖြစ်ဖြစ်တော့သူတောက်လျှောက်ကိုတော့လိုက်ပြီးတော့ကြည်ပေးမှတော့ရမယ်ဝင်လာသမျှလူတွေတော့ figure fit bait လေးနဲ့ပိတ်ထားနိုင်မယ်ဆိုရင်တော့မစိုးဘူး low objective ထပ်ပြီးတော့ပဲကျွန်တော်တက်လာ ခဲ့ပြီ Law Advantage နဲ့အတူ AIDV ကလည်းအကုန်လုံးတော့တိတ်တောင်းလို့တော့ကျိုးသားနေရတဲ့ဘက်ကနေ Justice တောင်းဆောက်ကြည့်ရဲ့ချမ်းမှာ Messi အနေနဲ့ဒိန်းချိတ်ကလေးနဲ့တော့ဝင်ထားသေးတယ်ဆိုတော့ Yuri ရိုးရိုးတော့ပြေးပြီးတော့ကြီးကျင်သေးတယ်ဗျ Diamond တစ်ဖက်ကနေပြီးတော့ Black Thorn အနေနဲ့ဘက်ကပြေးရှိနေတဲ့ချားထဲမှာတော့ဝင်တိုးဖို့တော့ကတော့ခက်ခဲနေပါသေးတယ်ဒီကိုရအောင်မလား Two man တစ်ခုနဲ့ချက်နေတဲ့ Astro Eye မှာ Kisan နဲ့ Flick Attack ကိုတစ်ဖက်က Backline မှာ Fish Crown နဲ့ Two man လည်းဒီနေ့ပြန်ပါလာခဲ့မြဲ Black တောင်းဆောက်ရှင်းတဲ့နေစဲ Immortality ထပ်ပြီးတော့ရှိနေစေ Ezreal ခိုက်တယ်မှာတော့ Black Thorn Bounce Back Pattern ကိုပြန်ပြဖို့တော့ကြိုးစားခဲ့ရဆိုမယ် All in Mega မပေးရအောင်သူတို့အနေနဲ့ပြန်ကထားဖို့တော့ရှိနေပါဦးမယ် Offense

ာအနေနဲ့ရောတခါလည်းပဲ game ကိုအဆုံးသတ်ချင်တယ် Lenovo Flare နဲ့ Truman လေးပဲပြန်ပိုင်းမှာ Justin တန်းပြောက်ခဲ့တဲ့ခါနဲ့ Yuri Peace တွေအောက်မှာ Elida backline control point တွေပြန်ပေးခဲ့ပဲနောက်ကပါလာခဲ့ Minion Wave တွေအောက်မှာပဲ ဂိမ်းနံပါတ်1ကိုတော့ AI Esport ဥဆောင်ထားလိုက်ပြီလည်းဖြစ်ပါတယ်။လက်တော့အာလီတဲ့ဟိုကအလီဒါကိုသွားကြည့်ဖို့စဉ်းစားလိုက်တာပေါ့နော်။ဒါပေမဲ့အဲ့ဒီအချိန်မှာ Black နေနဲ့တောက်လျှောက်ဆိုသူတို့အလီဒါကိုတော့ comfort ဖြစ်အောင်လုပ်ပေးထားရဲဆိုတဲ့အချက်။ AI တော့အဲ့ဒီ Blue ပြောတောက်လျှောက်ကိုအလီဒါကိုတော့အခက်မခံသွားခဲ့ရဘူး။အဲ့တော့ Bethon နေနဲ့ကသူတို့ရဲ့ဒါ Draft Index လေးတွေတိုးကြီးကို Pure Maxman အနေနဲ့ထားပြီးတော့ပဲဒါ Side Lane နေမှာ Fighter တွေကိုတိုးပြီးတော့သူတို့အနေနဲ့ Melee Stand အနေနဲ့ Battle ကို control လုပ်ဖို့အတွက်စူးစမ်းခဲ့တယ်ဆိုပေမဲ့လို့အရင်ကတော့အဆင်မပြေသွားခဲ့ဘူးပေါ့နော်။ အဲ့တော့ gain number 2ကျွန်တော်ဘယ်လိုမျိုး better setup တွေ planning တွေနဲ့ပြန်လာမလဲဆိုတော့ကြည့်ရမယ်နှစ်သိန်းလောက်ကတော့အမှတ်လိုနေတဲ့အသင်းတွေ PP ပဲအရင်ကတော့ပြတ်သားမှာတော့မဟုတ်ဘူးဗျာ음ဘလက်သုံးကလည်းကျွန်တော်တို့ရှိမှပြောသလိုပဲသူတို့နည်းနည်းနည်းလေးအခွင့်အရေးတော့နည်းနေပြီဆိုပေမဲ့เนาะတကွန်တိခါပိုင်းရတော့အမယ်ကျွန်တော်တို့နိုင်ပွဲလေးဘာလေးရှိရဗျာအဲ့လိုမျိုးတွေကလည်းလိုအပ်တယ်သူတို့ဒီနောက်ပိုင်းသွားတဲ့ lash patch နဲ့ get along ဖြစ်တဲ့ပုံစံတွေကလည်းကောင်းတယ်ဗောနော်ဒါပေမဲ့ AI e sport ကလည်း ဒါမနေ့ကကျွန်တော်တို့ဒါတချို့ပွဲတွေရလပိုင်းဘာညာအနေထားအရသူတို့အနေနဲ့ဒါ plane ကို direct သွားနိုင်မှုဆိုလို့ရှိရင်တော့ top 4တော့ရောက်ဖို့လိုတယ်ဗျာအဲ့အတွက်ကြောင့်တော့အမှန်လဲစပြီးတော့လိုလာခဲ့တဲ့အချိန်တွေဆိုတော့သူတို့တော်တော်လေးလဲကျွန်တော်တို့ဒါဟိုတင်းစပြီးတော့ဆော့လာတယ်ဆိုတဲ့အနေထားမျိုးလေးတွေရှိတယ်ဘိုးလေး nomus မဲ့သွားတဲ့ flow တခုကတော့ black သုံးပြင်ဆင်လာတယ်ဆိုပေမဲ့ဟို first 35 second 35လောက်ကလွဲပြီးတော့သူတို့အနေနဲ့အရင်ရောဒီ momentum ကိုတည်ဆောင်သွားနိုင်ခြင်းမရှိဘူးလို့တော့ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီ game 1လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ panel session လေးကိုပဲသွားပြီးတော့ကြည့်လိုက်ရအောင်ဗျာ ဂိမ်းနံပါတ်1လေးကတော့ AI eSport အနေနဲ့ရောနော်ဒါဥဆောင်သွားပြီပဲဖြစ်ပါတယ်တော်တော်လေးကောင်းမွန်တဲ့ဒီ battle setup တွေနဲ့ပဲ early early မှာတော်တော်လေးအဖိဆော့သွားနိုင်ရယ်ဆိုပေမဲ့ Black 3ကတော့အရင်ရောအဆင်ပြေနေခဲ့ခြင်းမရှိပါဘူးဟုတ်တယ်သူတို့ကတော့ဒီ fighter goaling Rubio ပြန်ပြီးတော့အသုံးပြုလာတယ်ဒါပေမဲ့လည်း early ဘိုင်းတွေမှာတော့သူတို့ battle decision လေးတချို့မှာပြန်ပြီးတော့ down နေတဲ့ဘိုင်းလေးတွေ့ရတာဆိုတော့ကဲဂိမ်းနံပါတ်1အနိုင်ရရှိတာ AI eSport ပါမှာဘသူက MVP ရရှိသွားမလဲတော့ကြည့်အောင် อ่าเนาะยูรีเนาะဒီဘွဲမှာသူရဲ့ join Latvian Beast တွေနဲ့အကောင်းဆုံးဒါကစားကွက်တွေပြသွားတာပြသသွားခဲ့တာရှေ့မှာဆိုလဲကစားရီခဏခဏ mention လုပ်ခဲ့သလိုပဲเนาะယူရီယူရီက တစ်ဖက်ကရိုးရိုးပဲလိုက်ပြီးတော့အင်းနေရဆိုတဲ့အပိုင်းမှာကျူရှင်းနေတဲ့ကဘတ်တယ်မှာလန်ဒန်ဖလဲကင်ပြီးတော့မြောက်ပို့ရတာအတွက်တော်တော်လေးကမှအခက်ခဲတွေ့ခဲ့ရဗျာဟုတ်တယ်နောက်ပြီးတော့ကျူရှင်းလိုဟီရိုမျိုးကလည်း join အသာလေးပုတ်ကတ်လို့ရတယ်နော်ဒါဟီရိုမျိုးဖြစ်နေတာဖြစ်တော့အားလေးမှတွေကတအောက်လျှောက် join လိုက်ကြည့်ရခံရတဲ့ခါမျိုးကြတော့ရိုးရိုးနေတဲ့ဒီပွဲမှာ performance အဲ့လောက်ကြီးထွက်မလာနိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ကြာပြီးတော့ဒီ traffic မှာတွေကပြောလိုက်တယ်လို့ပဲဒီ လာတိုးရဲ့ drop ကမကောင်းတာတော့မဟုတ်ကောင်းတယ်ဒါပေမဲ့ဒီ drop ကိုအားလိရဲ့ aggressive လုံးဝအဖိဆော့နိုင်မှာဒီ drop ကပါပါဘာလို့လဲဆိုတော့သူတို့မှာ burst damage ဘာမှမရှိဘူးခုန customization ကလို့ဒီ sanction ကိုသူတို့ဒီ pure marksman လို့အုံးချပြီးတော့ဒီကျူရှင်းတဲ့အလင်မှာထိမ့်မှာဒါပေမဲ့ကျူရှင်းရလေအားလိရဲ့ join ရလိုက်ကြည့်တာခံရတဲ့ပြင်ဒီ damage ကလည်းထွက်မနေဘူးအဲ့တော့ရီ sanction ကလည်း famous pay အကုန်အောက်ကုန်ဟွန်း เนาะအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဘတ်တယ်လေးတွေကိုအရင်ပြန်ပြီးတော့နှွေးမောက်ရမယ်ဟုတ်တယ်အဲ first start တဲ့5အပိုင်းမှာတော့ AI eSport အနေနဲ့ objective စရရပါတော့ဘလို့ရရှိခဲ့လဲဆိုရင်တော့ဒီ Messi အနေနဲ့တစ်ဖက်က 2G scale 1ကုန်နေတဲ့အချိန်မှာ landscape ကနေပြန်ပြီးတော့ထောင်းမိတာတယ်ထောင်းမိတာပြီးတော့ 2G ကိုပါထပ်မှန်ပြီးတော့ အာတည်ဆောင်နေပေါ့နော်ဒါပေမဲ့လည်းသူတို့အဲ့အချိန်မှာ hero trader တွေတော့ပြန်ပြီးတော့လှုပ်လိုက်ရတယ်ဗျ mafia ကျူရှင်းရဲ့ nano flare အောက်မှာပြန်ပြီးတော့ပေးလိုက်ရပြီးတော့အေးလွင့်အောင်လည်းတစ်ဖက်က ai sport ယူသွားခဲ့ဆိုပေမဲ့ ai sport က first starter မှာသူတို့ starter ရလဲရတယ် hero kill လဲရတယ်ဆိုတော့အဲ့မှာနေတော်တော်လေးတန်သွားခဲ့ပြီဟုတ်တယ်နောက်ပြီးတော့ second starter ပေါ့နော်ဒီ second starter မှာတော့ black သုံးဘက်ကအဲ့မှာစပြီးအခြေအနေလေးနည်းနည်းကောင်းတယ်ဒါ justice ရဲ့လုံးဝနော်ဒီ brand တစ်ပေါင်းနဲ့ ူးမတ်လောက်ထိသွားပြီးတော့မိနေခဲ့တာတရိန်နဲ့တူးမတ်တော့သွားမိနေပြီးတော့အဲ့မှာဖြတ်သွန်းတတ်တဲစကျူးဝါသွားတယ်ဒါပေမဲ့လေဒီနောက်ပိုင်းနေမှာလည်းနည်းအလွယ်လွယ်ချော်ချော်လေးပြအထက်ကဒီ ruby တအားကျွန်တာတွေနောက်ပြီးတော့ဒါမလိန်ယူယိုးနေနဲ့တောက်လျှောက်တစ်ဖက်က yuri light ကြည့်နေတာခံရရတယ်သူတို့နေနဲ့အရင်ကတော့အဆင်ပြေခဲ့ခြင်းတော့မရှိပါဘူးอืมခုနကပြောတဲ့ဒါ second tier fight မှာဆိုရင် တူဂျီအနေနဲ့ကတော်တော်လေးပေးရှံကောင်းတော့သွားပြီးတွေးရတယ်သူအနေနဲ့ justice ကိုစောင့်ပြီးတော့ justice က flick က fit crunch တခါလေးပဲတန်းပြီးတော့ပေးတဲ့အချိန်မှာ leader လည်းမိသွားတယ်အဲ့မှာ leader လုံးဝကြောက်သွားပြီးတော့ဘလုံးမပြန်ထွက်လို့မရတဲ့အချိန်ဒီမှာ second target ကိုပါထပ်ပြီးယူသွားရတယ်နောက်ထပ် battle တစ်ခုမှကြာတော့ကျွန်တော်9မိနစ်နားလောက်က battle တစ်ခုမှနည်းနည်းအပေါ်လမ်းမှာ position ကျုံသွားရအပိုင်းလေးတွေးရတယ်ပေါ့နော်အဲ့ဒါ blood thorn အနေနဲ့က ruby တကောင်လောက်ပဲကြံရတဲ့အချိန်မှာဒီ granger ကိုလိုက်ပြီးတော့ offense ဆွဲတယ်ဆွဲတဲ့အချိန်မှာလည်း offense ကမမိတဲ့အပြင်မှာပြန်ပြီးတော့ပေးလိုက်ရတဲ့အခါမှာ အားလိကဒီ AI eSport ပို့ပြီးအားသာချက်တွေများလာကျွန်တော်တို့ဒီ draft မှာ mention လုပ်ခဲ့တဲ့အချိန်ပဲ Blood 3ရဲ့ draft တွေသူတို့ရဲ့ hero power frontline hero power တွေကိုအကောင်းဆုံးအသုံးချပြီးအားလိမှာ dominate လိုက်လောက်အောင်မှာဒါပေမဲ့ပိုဆိုးရတာ AI ကအဲ့ချိန်မှာ dominate လုပ်နေပြီဖြစ်တဲ့ဖြစ်တာဖြစ်တဲ့အတွက်သူတို့အနေနဲ့ကအခံဘက်ကပြန်ပြီးတော့ဆော့လိုက်ရတဲ့ပုံစံမျိုးလေးဖြစ်သွားရပါတော့။ဒီကသူတို့အားလီမှာအလီဒါကိုအရန်ကြည့်ခြင်းနေတာ။အရန်လိုက်ကြည့်တဲ့အခါမျိုးမှာကြာတော့သူတို့ over battery extending နေလုံးမြေအဲ့လိုအချိန်မျိုးမှာတစ်ဖက်က AI eSport ရဲ့ဒီ back attack damage တွေ တမ်းပြီးတော့ရောက်လာတဲ့အခါမျိုးမှာ blood tone ထောက်လျှောက်ပြန်ပြီးတော့ကြရတယ်ပေါ့နော်ဒီလိုပုံစံလေးတွေ့ခဲ့ဒါပေမဲ့လေဒီဘက်မှာအေးလို့ရင်သူ့အနေနဲ့ဒါချီချူရမယ်ဆိုလို့ရှိရင်ဘလိုက်နေတဲ့အတွက်သူလုံပြီးအထူးသဖြင့် PA7 ကိုသူထောက်လျှောက်လိုက်ပြီးတော့ကြီးနေပေးခဲ့ရတယ်ရတော့ကောင်းတယ်ဒါပေမဲ့လေ တကယ်တမ်းကျတော့ blood zone နေနဲ့ဒီ damage ဘိုင်းဆိုင်ရာမှာအရင်ရောများပြမနေခဲ့ဘူးနော်ပြီးတော့ဒါ pure stand ရေလို့လည်းမပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ AI e-sport ရေဒါလောက်ွက်ထဲမှာပဲအများကြီးသူတို့ပေးဆက်လိုက်ရတယ်လို့ပဲပြောရှင်ပါတယ်။ဟုတ်ပါလက်ရှိ title တွေရကြည့်မယ်ဆိုရင် Rich Guy နဲ့ The Gary မှာ Elita 9မိနစ်803နဲ့ damage dealt မှာ8000 6000လောက်ထိရရှိတာတွေ့ရပါတယ်။ဟုတ်ပါ။ Sampak ကတော့ A လို့ damage taker သိန်းခွဲလောက်ထိရယူထားနိုင်ခဲ့ပြီးတော့ဒါ Bus Women အနေနဲ့ကတော်တော်အစ်6000နဲ့ Black ကရရှိသွားပြီဖြစ်ပါတယ်။ဒီပေါ်လေသူ့ရဲ့ Tournament Chess League ကောင်းတယ်။ဟုတ်တယ် เนาะ data knowledge ချရှင်နဲ့ဒါ objective file တွေမှာ indie shape တွေအများကြီးလုတ်ပေးသွားခဲ့တာလည်းတွေးရတယ်ကဲဆိုတော့ gain number 1အနိုင်ရရှိသွားတယ်ကျွန်တော် AI e-sport ရဲ့ highlight လေးတွေကိုသွားပြီးတော့ကြည့်လိုက်အောင်ကဲခုနကကျွန်တော်တို့เนาะစကားလေး